အောက်ဆောင်ကလိုင်းကိုအတိနဲ့ကဲအတုပ်စုံလေးလှူစားပြစ်ပါတယ်ဆရာမတယောက်ရဲ့မွေးနေ့ကျွန်တော်တို့ကိုအတုပ်စုံလှူကျွေးတယ်ဒါမဲ့တုတ်တာကတော့ကျွန်တော်ပဲပေါ့နော်တုတ်ဆုံအဆုံတုတ်ဆိုတာမျိုးကတော့ကိုထည့်ခြင်းနဲ့ဟာအဆုံကိုထည့်လို့ရတာပေါ့နော်။များလေး ်ကောင်းလေပဲဒါပေမဲ့တချို့ကြတော့လည်းအရင်အစုံများတာမကြိုက်တာလည်းရှိတယ်ပေါ့နော်ဒါတော့ခောက်ဆွဲပဲချာစံတူဟူပဲပြာကျော်ကော်ဖီရှောက်ရွက်ဖဲငဖဲကျော်တင်မော်ဒီဦးနီအပြောဖူး ပဲပင်ပေါ့တခွာသည်ပါလူအဲ့ဒါလေးထည့်လိုက်ပါလေအချင်းဖြော်ထားတာအရေးကြီးရဲ့နော်အချင်းကတော့ချူချူချင်းချင်းလေးဆက်ရပါလေအမြားကြီးထည့်ရမယ်အဲမေယုစီချင်းနဲ့မကြီးသီးကိုဖြော်ရတာပေါ့နော်ပြီးတော့ချက်သွန်ဖြူကျော်စီချက်အဲ့တော့ဆီယမ်ကဒုလုပ်ထားပေးတဲ့ဟာကိုကျွန်တော်တုတ်ပြီးပါတော့နော်။ဒါကတော့စီနီ ။ဒါစီအနေနဲ့စီအိုကမျိုးလုပ်ထားပြီးတော့အကြောင်းလေးနောက်စီအိုကတော့တုတ်ပါများ။အတခါစားရင်၅ယောက်၆ယောက်ကတုတ်ပါတော့နော်။အဘယ်မို့အချက်ဒါစီအိုကနော်စီအိုက nghe đấy à anh yêu mô hình à tôi xài mà cú lô bên này cha số tôi nhớ cái tên đó xe ai đấy bọn nó ါအချင်းကအရသာအနေတော်ဖြောထားတဲ့အတွက်အချုံမုံတို့ချက်တာမုံတို့ထည့်ကြမလို့တော့နော်အချင်းပဲနော်ဒါတော့အချုံတို့ပေါ့နော်အအဆက်မစားတဲ့သူတွေအတွက်ဒါအရင်ဆုံးအချုံတို့တုတ်ပေးရပါချို့တော့စာမဲတယောက်နဲ့ယောက်ကိုဖယ်ပြီးတဲ့အခါမှာတော့မှရေုပ်တိမုံထထဲပါတယ်ဒါတော့ ဆက်စားမယ်အဖွဲ့ပါနော်ဒါငရုတ်တီအဆက်ထဲလိုက်ပြီဆိုရင်အရသာပို့သွားတတ်တယ်အဲ့ဒီတော့ကြောင့်မလို့အချင်းကြီးလေးနဲ့ငံပြားကြီးလေးအနေငယ်ထည့်ရတယ်နော်ဒါတော့အတုပ်ရောင်းနေတယ်ဒီအတုပ်တုပ်နေကြတယ်ဒီတိမာပါနော်အဲ့လိုနည်းနည်းထိလိုက်ရင်တော့အချိန်ဆက်ရပါလိမ့်ရပါပြီ မျိုးဖမ်းမျိုးကို3 4 5ကတုတ်ရတယ်နော်ဆိုတော့အများကြီးတုတ်ရင်လည်းမကောင်းဘူး5ယောက်6ယောက်စာလေးတစ်ခါတုတ်တာအဲစာလို့ကောင်းပါလေဒါကတော့ဘယ်ကထွေးမင်းနဲ့အတုတ်ဆုံးလေးပါစပေါ်စတာဘွားလေး